မြန်မာနိုင်ငံရဲ့ဖုန်းနံပါတ်နဲ့ Gmail အကောင့်တွေဖွင့်လို့မရတော့ဘူးဆိုတာကိုသင်သိပါသလားနောက်ပြီးတော့ဖွင့်ထားပြီးသား Gmail အကောင့်တွေကိုလည်း recovery ဖုန်းတွေ recovery mail တွေမထည့်ထားရင် Gmail ဘက်ကနေဖျက်ရှာတဲ့အထိလုတ်ပစ်တော့မှာမို့လို့အခုကျွန်တော်ပြောပြပေးမယ့်အဆင့်တွေကိုလိုက်ပြီးတော့လုတ်ထားသင့်ပါတယ်နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ Gmail application နဲ့ကိုဝင်လိုက်ပါ โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာပေါ့เนาะကျွန်တော်တို့ဒီပေါ့เนาะအဲ့ဒီဒီ recovery လေးထည့်မယ်ကျွန်တော်တို့ဒီ gmail account တွေကိုကျွန်တော်ဝင်ပေးလိုက်ပါအဲ့ပြီးရောကျွန်တော်တို့ဒီမှာပေါ့เนาะညာဘက်အပေါ်တောင်ကကျွန်တော်တို့ဒီမှာပေါ့เนาะ profile ပုံစံလေးတွေမှာ k ဆိုတဲ့ဟာလေးရှိတယ်ပေါ့เนาะအဲ့ဒီထည့်ကိုဝင်ပြီးတော့မှာအဲကျွန်တော်တို့ manage your google account ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရပါမယ်โอเคကျွန်တော်တို့ဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီဘက်မှာပေါ့เนาะဒီဘက်မှာ security ဆိုတာရှိရယ်ပေါ့เนาะဒီမှာ security ဆိုတဲ့ tab လေးရှိရယ်အဲ့ထက်ကိုကျွန်တော်ဝင်ပေးလိုက်ပါ โอเคဒီတဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะအဲဒီမှာကျွန်တော်တို့ဒီကျွန်တော်ဒီလုံးပြထားတဲ့ဒီအချက်ကအရင်အောင်ရေးကြည့်တယ်ပေါ့เนาะအဲ့ဒီကျွန်တော်တို့ဒီအောက်မှာ authenticator ဆိုတဲ့ဟာလေးရှိတယ်ပေါ့เนาะ authenticator ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါโอเคဒီတဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်တော့မိမိဖုန်းရဲ့ဒီမှာပေါ့နော်ဒီ password တို့ဒီ pattern တို့ပေါ့နော်ဒီ fingerprint တို့တောင်းနေပေါ့နော်အဲ့လိုမျိုးတောင်းတောင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ထည့်ပေးရပါမယ်โอเคအဲ့ဒီနေရာကိုဒီရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအောက်မှာကျွန်တော်အပေါင်းပုံစံလေးနဲ့ set up authenticator ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါ โอเคဒီမှာပေါ့เนาะအဲဒီမှာဒါဆိုရင် QR code လေးတစ်ခုသူကပေးတယ်ပေါ့เนาะအဲအဲ့လိုမျိုးဒီ QR code လေးပေးရဆိုလို့ရှင်เนาะအဲ့ QR code ကကျွန်တော်တို့အရန်ကိုအရေးကြီးတယ်ပေါ့เนาะအဲ့ QR code ကိုလည်းကျွန်တော်တို့ကအဲဒီတင်ထားတဲ့နေပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နောက်ပိုင်းဒီလိုအပ်တဲ့ခါကြလို့ရှင်ဒီဒီ QR code ကိုကျွန်တော်တို့ပြန်ပြီးတော့မှကျွန်တော်တို့သုံးရတယ်ပေါ့เนาะအဲ့ QR code ကိုကျွန်တော်တို့တခြားဖုန်းတစ်လုံးကနေပြီးတော့မှကျွန်တော်တို့ဓာတ်ပုံရိုက်ထားလိုက်ပါ โอเคဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကပြီးရင်เนาะအဲ့ QR code ကိုကျွန်တော်တို့စကန်ဖတ်ဖို့စကန်ဖတ်ဖို့အတွက်ကျွန်တော်တို့လိုအပ်တယ်ဗောနော်အဲ့အဲ့ဒီအတွက်ကျွန်တော်တို့ကဒီမှာတက်ပုံရိုက်ထားတယ်ဗောနော်တက်ပုံရိုက်ပြီးသွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီအောက်ကကျွန်တော်တို့ဒီဗောနော်ညာဘက်အောက်တောင်ကနှိပ်ဆိုတာကိုကျွန်တော်တို့ဇက်ပြီးတော့မှသွားပေးလိုက်ပါ โอเคเอ่อခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဗောနော်အဲဒီမှာအဲအန်နာကုတ်အန်နာကုတ်ပြီဆိုပြီးတော့မှသူကကြာတယ်ဗောနော်ကြာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဒီဘာလုတ်ပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အပြင်ကိုပြန်ထွက်လိုက်အပြင်ကိုပြန်ထွက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဗောနော် Google Play Store မှာကျွန်တော်တို့အဲဘာကိုရှာပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ Play Store ထဲကိုဝင်လိုက်ပါ โอเคခုလိုမျိုးပေါ်လာပြီဆိုတော့ကျွန်တော်အဆက်ကိုနှိပ်လိုက်โอเคအဲ့အဲ့လိုမျိုးကျွန်တော်တို့ဒီမှာ Google တဲ့ Google Play Store တဲ့ကိုရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီအောက်ကကျွန်တော်တို့ညာဘက်အောက်တောင်က size ဆိုတဲ့နေရာလေးကိုနှိပ်နှိပ်အပေါ်မှာကျွန်တော်တို့ authenticator လို့ရှာပေးလိုက်ပေါ့နော် A U T H E ပေါ့နော်ဒီအပေါ်ဆုံးမှာ authenticator ဆိုတဲ့ဟာလေးပေါ်လာပြီဆိုလို့ရှင်အဲ့ဒါလေးကိုနှိပ်လိုက် โอเคနေပြီးသွားပြီဆိုလို့ကျွန်တော်ဒီအောက်မှာကျွန်တော် Google Authenticator ဆိုတဲ့ဟာလေးရှိရပါတော့အဲအဲ့ဒါလေးကိုကျွန်တော် download ဆက်ပေးရမှာပဲဖြစ်ပါတယ်အဲအဲ့ဒီကောင်ကိုကျွန်တော်တို့ download ဆက်ပေးလိုက်ပါတော့ကျွန်တော်ကတော့ download ဆက်ပေးစာဖြစ်တဲ့အတွက်ဒီမှာကျွန်တော် open လို့ပေါ်နေတယ်ပေါ့နော်โอเคအဲကျွန်တော်စီမှာတော့ကျွန်တော် download ဆွဲထားတာရှိတယ်โอเคအဲဒီမှာပေါ့နော်ဒီမှာ Authenticator ဆိုတဲ့ application လေးရှိရပါတော့အဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคအဲ့အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီအောက်မှာကျွန်တော်တို့ဒီမှာဒီမှာပေါ့အဲ့တွေကုတ်ဆိုတာရှိရပေါ့နော်အဲ့တွေကုတ်ဆိုတဲ့အဒီအလဲအဟားလေးကိုကျွန်တော်နှိပ်လိုက်ဟိုနှိပ်ပြီးသွားပြီဆိုတော့ကျွန်တော်ကျွန်တော်အစောကဒီ QR code လေးကိုကျွန်တော်တခြားဖုန်းတစ်လုံးကနေဓာတ်ပုံရိုက်ခိုင်းထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ QR code လေးကိုကျွန်တော်တို့ကစကန် A QR code ဆိုတဲ့ဟာလေးနဲ့ QR code လေးကိုဖတ်ပေးရမှာပဲဖြစ်ပါတယ် โอเคခုလိုမျိုးကျွန်တော်ကဒီမှာဗောနော်ဒီမှာအဲဒီ QR code ကိုကျွန်တော် scan ဖတ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာဗောနော်ဒီမှာအဲဒီမှာအဲကျွန်တော်တို့ဒီ Google code ဗောနော်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်เนาะ authenticator code လေးဗောနော်သူကကျွန်တော် scan 30ကိုဒီ code ကတစ်ခုပြောင်းတယ်ဗောနော်နောက်မှာကျွန်တော်ဒီမှာအဝိုင်းလေးပြီးနေရဗောနော်အဲ့တော့ကျွန်တော်ကအစောကဒီဗောနော်ကျွန်တော် set သွားနေတဲ့အစင်တွေကိုကျွန်တော်ဒီ code လေးကိုကျွန်တော် copy UB ပြီးလိုက်လဲဆိုလို့ရှိရင်တော့ copy ဖြစ်တယ်ဗောနော်အဲ့ဒါလေးကိုကျွန်တော် copy UB ပြီးတော့မှကျွန်တော်မှဒီ NRI code ဆိုတဲ့နေရာကိုကျွန်တော်တို့ထည့်ပေးလိုက်ဗောနော်ထည့်ပေးပြီးတော့ကျွန်တော် verify ကိုနှိပ်လိုက်ပါ โอเคဒါဆိုလို့ရှင်ကျွန်တော်ကဒီမှာပေါ့နော်အောက်မှာဒီ UR authenticator ဆိုပြီးတော့မှ app လေးနဲ့ကျွန်တော်ပေါ်နေပြီအဲ့လိုမျိုးပေါ်နေပြီဆိုရင်ကျွန်တော်တို့ဘာကိုနှိပ်ပေးရမလဲဆိုလို့ရှင်တော့ဒီမှာပေါ့နော်စာအပြာရောင်လေးနဲ့ကျွန်တော် turn on ဆိုတာရှိရပေါ့နော်အဲ့ turn on ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပြီးတော့မှဖွင့်ပေးရမှာပဲဖြစ်ပါတယ်โอเคခုလိုမျိုးကျွန်တော်တို့ဒီမှာပေါ့နော်ဒီကိုဖုန်းရဲ့ password တွေပါတောင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအဲ့ password ကိုကျွန်တော်ထည့်ပေးလိုက်ထည့်ပေးလိုက်ပြီဆိုလို့ရှိရင်တော့သူကခုလိုမျိုး run နေရလို့ကျွန်တော်ခဏဆောင်ပေးလိုက်ပါ โอเคဒါဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာဗောနော်ဒီ2 step ကိုကျွန်တော်တို့ကဒီဟိုပါဗောနော်ဒီ set up ပြုလုပ်ပြီးသွားပြီပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှင်เนาะကျွန်တော်တို့ရဲ့ဒီမှာဗောနော်ဒီဒီကျွန်တော်တို့ဒီ2 step authenticator app နဲ့ကျွန်တော်2 step ခံတာကိုကျွန်တော်ပြီးသွားပြီဗောနော်ဘာဖြစ်လို့ကျွန်တော်တို့ဒီအာကိုကျွန်တော်အဲ့လိုမျိုးဒီ authenticator နဲ့ခံထားရဆိုလို့ရှင်ကျွန်တော်ရဲ့ Gmail account ကလည်းကျွန်တော်တို့ပြန်မှာမဟုတ်တော့ပါဘူးအဲ့ဒီဟာကိုကျွန်တော်တို့က Google account ကိုကျွန်တော်တို့တစ်ခါတစ်ခါကျွန်တော်တို့ဒီဗောနော်ဒီပြန်ပြီးတော့မှဝင်တိုင်းကျွန်တော်တို့ကဒီ authenticator ဟိုဗောနော်ကုတ်ကိုကျွန်တော်တောင်းมาဖြစ်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်ဒီ authenticator ဆိုတဲ့ app ထဲမှာကျွန်တော်လာပြီးတော့မှယူပေးရမှာဖြစ်ပါ ါတယ်အဲသူကဒီစက္ကန့်30ကိုဒီတစ်ခါပြောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒီကုတ်ကတော့ခဏခဏပြောင်းနေပေါ့နော်အဲ့ဒီပြောင်းနေကုတ်ကိုကျွန်တော်တို့က copy ယူပြီးတော့မှဒီဒီကျွန်တော်တို့ Google ဒီဘောင် account login ဝင်တဲ့ထဲကိုကျွန်တော်တို့လာပြီးတော့မှကျွန်တော်တို့ထည့်ပေးရမှာပဲဖြစ်ပါတယ်အဲဒါဆိုရင်တော့ကျွန်တော်တို့ဒီဒီ mail account ကလုံးဝကိုပြတ်မှာမဟုတ်တော့ပါဘူးအားလုံးပဲအသိပေးကြပါသည်ခင်ဗျ